ဒါပေမဲ့ပြည်သူတွေကအဲ့ဒါကိုနားထဲမှာရှန့်ထွက်သွားတတ်တယ်။ဘာဖြစ်လို့လဲ။တစ်ဖက်ကဝါဒဖြန့်တာတွေကအရန်များလို့။ဒါကျွန်တော်တို့ပဲဖြေပြရစီ။ရှိပြီးသားပါ။ဘာဖြစ်လို့လဲ။သူတို့တိုင်းသားတတ်တွေနဲ့မပူပေါင်းမတိုက်ပင်နဲ့ရမှာမရနိုင်တော့။ဒါဆိုရင် KNU ကဒီအရန်လှတယ်နော်ကျွန်တော်တို့ချိန်ထားတဲ့ဂျိတ်တွေက။အဲ့တော့ မြောက်ပိုင်းတိုင်းမှာ KIA က COC ကျိုးဖြစ်တာဖြစ်တဲ့ KIA ကဘု து သက်ပြန်ချိန်ထားလေညီနောင်သုံးဘွဲကိုသက်ပြန်ချိန်ထားတာအဲ့တော့ MOD ရဲ့ဥယျာဉ်ဘုံလောက်ဥယျာဉ်ဘုံလို့ရဲ့အနေထားလောက်နဲ့ NUG အနေထားလောက်နဲ့မြောက်ပိုင်းသုံးဘွဲကိုချိန်လို့မရဘူးမြောက်ပိုင်းမြောက်ပိုင်းသုံးဘွဲကိုချိန်ဖို့ကစစ်ရေးမှာဩဇာရှိတဲ့ KIA ရလူလူမျိုးမှချိန်လို့ရတာအဲ့တော့ KIA ကအဲ့ဒီပုံစံနဲ့သွားချိန်ထားတာအဲ့တော့အဲ့တော့ဒီတို့တို့ဂွင်းဆက်ဂွင်းဆက်တွေ chain တစ်ခုလိုပဲလေ supply chain တခုလိုပဲကျွန်တော်တို့ကဂျိတ်တွေလိုက်ချိတ်တာလားအဲ့တော့မြောက်ပိုင်းတိုင်းမှာ KNA ကစီးဥစည်းချုပ်ဖြစ်တာဖြစ်တဲ့အတွက် KNA ကသူ့သူ့ရဲ့တခြားအဆက်အသွယ်ရနေတဲ့စင်ညီနောင်သုံးဘက်ကိုတချိတ်တာလားအဲ့လိုမျိုးပူပေါင်းဆောင်ရွက်မှုသွားနေတာရှင်းရှင်းပြောရရင်တော့မြောက်လိုက်တို့ကိုမျက်လှည့်ပြထားတာတရုတ်ကိုမျက်လှည့်ပြထားတာ ICC ကဝန်ထမ်းကတရုတ်ရဲ့ထောက်ပံ့မှုကိုတွေးဝေစီလားဆိုတော့ကျွန်တော်မြင်ရတော့မတွေးဝေနိုင်ပါဘူးတရုတ်ကသူလုံးစရာရှိတာဆက်လို့မယ်တရုတ်ကငကူတဲကမင်းအောင်လိုင်းတို့ကိုဘလောက်ထောက်ပံ့မလဲဆိုတာဆုံးဖြတ်ထားပြီးသားသူဆုံးဖြတ်ထားတဲ့အကန့်အသတ်ကိုမင်းအောင်လိုင်းတို့ကပုံကြီးချဲ့နေတာဖြစ်ပုံများတယ်ကျွန်တော်မြင်ရတော့တရုတ်ဒီအကန့်အသတ်နဲ့ပဲမင်းအောင်လိုင်းတို့ကိုထောက်ပံ့မှာပါကျွန်တော်တို့ဘက်ကအားသာလို့နိုင်ရင်တရုတ်ကကျွန်တော်တို့ဘက်ကိုအချိန်မီကူးပြောင်းလာမယ်သူကသူ့စီးပွားရေးကိုအဓိကအဓိကထားမယ်လို့ပါ ဒီလိုပဲကျွန်တော်တို့ကသုံးသပ်လို့ရပါတယ်အစီရင်နဲ့ပတ်သက်တာပေါ့နော်အဆန်ရှာဖို့လို့နေကျွန်တော်တို့အဲ့တော့ အမိုးပွင့်အိမ်ရဲ့တတရပိုင်းပေါ့နော်အဲကျွန်တော်တို့အိမ်ကြီးကအမိုးပွင့်တယ်အဲ့တော့ပတ်စံရှာနိုင်ပြီးတော့အဲ့ဒီအမိုးပွင့်နေတဲ့ကိစ္စရဲ့များကိုမြန်မြန်ဆက်ဆန်းလုပ်ပေးနိုင်ရင်ကျွန်တော်တို့ကပို့ပြီးတော့အောင်ပွဲတွေရနိုင်တယ်ဒါဆိုရင်အဲ့ဒါကိုစီဦးစီးချုပ်တွေဖြစ်တဲ့ကချင်စီဦးစီးချုပ်ကရင်စီဦးစီးချုပ်ကရင်စီဦးစီးချုပ်မသိတာသိတာပေါ့ဗျာ မန်နီပတ်စံပတ်စံကအကြီးကြီးလိုအပ်နေတယ်အဲ့တော့အဲ့ပတ်စံကိုဘလို့ရှာကြမလဲပေါ့အဲ့ဒါကိုသူတို့သေချာစီစစ်ပြီးလှုပ်ဆောင်ကြဖို့လိုအပ်တာပေါ့အဲ့တော့ဂျေဇုတင်ပါတယ်အဲ့တော့ပတ်စံကိုဘလို့ရှာကြမလဲပေါ့အဲ့တော့အဲ့ဒါကိုကျွန်တော်တို့သေချာလှုပ်ဆောင်ဖို့ပဲလိုတယ် ဟုတ်ပါတယ်။ကုမာဝီတို့ကရင်တွေကအဓိကပတ်စံလုံးနေတာပါ။ပတ်စံ။ပတ်စံလုံးနေတာ။သူတို့ဒေသအနုကိုရေးရလဲတရားစရနေတယ်။မူပြည်သက်ပါတီကတော့ကောင်းပါတယ်။နော်သူတို့လည်းပြန်လုံနေတဲ့အနေဓာရှိတယ်။အဲသူတို့လည်းတဖြည်းဖြည်းနဲ့တိုက်ပွဲပေါ်ဆောင်လာတာဒီတွေ့ရတယ်။မူပြည်သက်ပါတီအင်အားကောင်းလာပါပြီ။ ကျွန်တော်ကတော့မွန်ပြည်မွန်ပြည်သက်ပါတီရဲ့တို့မွန်ပြည်နယ်ပူပေါင်းတဲ့အဖွဲ့တွေအားလုံးကိုတရားရဂံတို့အားပေးပါတယ်အဲ့တော့အချိန်နေကောင်းပါတယ်ကျွန်တော်တို့ကအချိန်နေတကယ်ကောင်းပါတယ်နော်စိတ်သက်စိတ်သက်အေးရာရာပြောဝိုင်းရင်ကျွန်တော်တို့ကအချိန်နေအရန်ကောင်းပါတယ်ဒါမဲ့ကျွန်တော်အမြဲတမ်းပြောတဲ့ mindstone တစ်ခုရှိတာပေါ့နော် ဒီနွေရာသီပေါ့နော်ဒီနွေရာသီအချိန်မှာအပြောင်းလဲတွေဖြစ်လာနိုင်တဲ့အပြောင်းလဲတွေဖြစ်ဖို့အတွက်ကျွန်တော်တို့ဘက်ကလှုပ်ပြဖို့လိုအပ်တယ်။ဒါကြောင့်လေသူတို့လှုပ်ပြဖို့အတွက်ပြင်ဆင်နေကြပြီ။ပြောချင်တာကပစ္စည်းတွေအကျွေးနဲ့ဝယ်ထားပြီ။အဲ့တော့အကျွေးဆက်ရမယ်။အဲ့ဒီအကျွေးဆက်ရမှာဖြစ်တာဖြစ်တဲ့အတွက်ငွေဥငွေဥပံရဲ့ရှယ်ယာတွေကိုများများမြင်မြန်ဝယ်ပေးကြပါ။မဆန်အကျွေးဆက်ရမယ်။ အဲ့ဒါမှအကျွေးဆက်မှဒီနွေရာသီမှာကျွန်တော်တို့ထင်ရှားတဲ့အောင်ပွဲတွေလုပ်လို့ရမှာအဲ့တော့နေဥပန်ရှယ်ယာတွေများများဝယ်ပြီးပါငားရဲ့ပဲလိုပါတော့တယ်ပိတ်ပါတော့မယ်အကျွေးဆက်ရမယ်ပစ္စည်းတွေအလုံးအကျွေးနဲ့တင်တာကြောဘယ်လိုပြောဗမာလိုပြောတော့စီးပွားရေးသမားနဲ့ပြောရင်အော်ဒါမှားရပြီးပြီဒါပေမဲ့အကျွေးဆက်ရမယ်အကျွေးဆက်မှပစ္စည်းတွေက dispatch dispatch ဆိုတာက ကိုကိုဟိုတင်ဟောအဲ့ဒါပစ္စည်းတွေပို့ပေးမှာပေါ့ကျင်ပို့ပေးမှာပေါ့ delivery လောက်မှာအဲ့တော့ဒီဒီပစ္စံကဒါ CDM ကိုသွားတာပါအဓိကအခုကျွန်တော်ပြောနေတာက new team new bank ရဲ့ share တွေဝယ်ပေးကြပါအဲ့တော့စကိုင်းက အလွန်အမတန်တော်တဲ့သူရဲကောင်းတွေမွေးဖွားရာဒေသပါယနေ့ထိလည်းတော်ပါတယ်အဲ့တော့အဲ့တော့မွေဦးထီကစီဒီအန်တွေကိုသွားတာပါမြူးပန်ရှယ်ယာကတော်လိုင်းရေးတဲ့ကိုအားလုံးစီးဆင်းပါ မြောင်းလိုက်ဘဲကကျူးလွန်နေတဲ့ကိစ္စကို IMM IMM လို့ခေါ်တဲ့ကုလသမဂ္ဂစုံစမ်းစစ်ဆေးရေးအဖွဲ့အစည်းကြီးကနေ့တိုင်းအထောက်ထားတွေနဲ့တင်နေပြီးသားပါကျွန်တော်တို့သိစိတ်ပူစရာမရှိပါဘူးနော်အခုမှစိတ်ကူးရင်ပြီလည်းမပြောသူများကနေ့တိုင်းလုပ်နေတာဦး6နှစ်ရှိပြီသူတို့ထိုင်လုပ်နေတာလောက်ထားပြီးသားအဲ့တော့ မရသေးလို့မရသေးတာပေါ့နော်ရတဲ့နေ့ချင်ရမှာပေါ့နော်သူတို့စူးစမ်းနေပါလေအဲ့တော့အခုဒီနွေရာသီမှာအပြောင်းလဲတွေမြင်ရဖို့အတွက်ကကျွန်တော်တို့ပစ္စည်းတွေအကျွေးနဲ့ဝယ်ထားပြီးသားပါအော်ဒါတင်ထားပြီးသား dispatch dispatch လို့ဆိုတာ delivery လို့ဖို့အတွက်ကပတ်စံချေရမယ်အဲ့တော့အမြန်လေးနွေဥပန်ရှယ်ယာလေးတွေဝယ်ပေးကြပါစကိုင်းက တော်လိုက်အစမှာရှယ်ပြင်းပြီးအခုမှအပြားရှူတယ်ဆိုတဲ့စကားကိုကျွန်တော်တရားရံကန်တော့ကန့်ွက်ပါတယ်မမှန်ပါဘူးအခုလည်းပြင်းနေတာပါတကယ်ကိုပြင်းနေတာပါ နေ့တိုင်းပြင်းနေတာအဲ့တော့ဝယ်ပေးကြပါအတက်နိုင်ဆုံးအမြန်ဆုံးဝယ်ပေးကြပါနေဥပန်ရဲ့ရှယ်ယာတွေဝယ်ပေးကြပါအဲ့ဒါဟာတော်လိုက်ကြီးမှာတကယ်ပြင်းမဲ့ကိစ္စပါ အပြောမဟုတ်ပါဘူး ျွန်တော်တို့ပစ္စည်းတွေအားလုံးကိုအကျွေးဝယ်ထားပြီးပါပြီပတ်စံပေးမှာတို့က dispatch လုပ်မှာပါအဲ့ဒီတို့ dispatch လုပ်မှာ delivery လုပ်မှာကျွန်တော်တို့ကအဲကျွန်တော်တို့တဆယ်ဘူးဝယ်လို့ရပါတယ်ဟိုလုပ်မှာကျွန်တော်တို့ကဒီဒီဒီတော်လှန်ရေးကိုနှွေးရသည်မှာအောင်ပွဲတွေအများကြီးလာမှာပါတဆယ်ဘူးလောက်ဒီဝယ်ရပါပြီ 10ဒေါ်လာပါပဲမြန်မာငွေ10ဒေါ်လာဒေါ်လာ US ဒေါ်လာ10ဒေါ်လာဆိုရင်ဝယ်လို့ရပါပြီ10ဒေါ်လာအနည်းဆုံးဝယ်ပေးရမှာပါဝယ်ပေးကြပါငါရဲ့ပဲလူပါတော့တယ်တာဂက်မပြည့်သေးပါဘူးတာဂက်က10သန်းမှန်းတာပါ မပြည့်သေးပါဘူးတစ်ဆယ်ဆိုမြန်မာငွေ9000လား6000လားကြာမှာပေါ့ဝယ်ပေးကြပါ ျွန်တော်ပစ္စည်းဘိုးခြေရမီပစ္စည်းဘိုးခြေရမီအကျွေးရှင်တွေအကျွေးလိုက်နေသည်အမဲဆုံး10ဒေါ်လာဘိုးဝယ်လို့ရပါသည်ဒီရက်ပိုင်းမှာဒီ9ရက်အတွင်းမှာဒါလေးကိုအာရုံစိုက်ပေးကြစီခြင်းပါသည် ဟိုတခြားဟာတွေခဏနားထားပြီးတော့ဒီဒီနေဥပန်ရှယ်ယာဘာလို့လဲဆိုတော့အဲ့ဒါကကျွန်တော်တို့ပစ္စည်းဘိုးခြေရပါမြည်ပစ္စည်းဘိုးခြေရပါတော့မြည်အကျွေးရှင်နေအကျွေးလိုက်နေပါပြီပတ်စံခြေမှာတို့ပစ္စည်းပို့ပေးမှာပါအဲ့ new tcdn ကိစ္စကအဲ့ဒီအဲ့ဒီ